ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးရေအခုမေကွန်းရှင်ကဥပချက်ပါအသက်52နှစ်ပါဆရာကြီးအရွယ်ကောင်းတောင်သူပါတဲ့စွာမျိုးမှန်စီကျေးရပါတဲ့ဟုတ်ပြီထမင်းစားပြီးတဲ့ဘိုင်နဲ့နဲ့တင်းပါတယ်တဲ့အဲ့ဒါကတော့ညက်အောင်မွားလို့ပါဟုတ်ကဲ့ဆရာကြီးဒါမှမဟုတ်ရင်စားတဲ့ပမာဏတဲ့ပူစားလို့ပါဟုတ်ကဲ့ဆရာ။ဒါဖြင့်မြန်မာတိုင်းရေးစေးပြရဲ့အစိုးမရဘလောက်စားရမှာလို့မေးလူတယောက်က စာစာမစာစာအ ਨੇ ဆုံးတော့မြန်မာအလေးကြီး65ကျပ်သားလားစာ65ကျပ်သားဆရာကြီးရေးပါပါတာပေါ့ရေးပမာတာပေါ့ရေးရောထမင်းရောဟုတ်ဟုတ်ဟုတ်နော်တချိန်စား65တပကံပုံမှန်လှလှလေးပေါ့ဟုတ်ကဲ့ပါဆရာကြီး90သားဆိုလို့ရှိရင်နောက်ကလိုက်ပွေးလေးထမင်းတဆိုးလောက်လက်တဆိုးဆိုးလောက်ပါတယ်ပါတယ်ဟုတ်ကဲ့ဆရာအဲ့လိုမြန်မာအလေးကြီး65ကျပ်သားနဲ့90သားကစားရမယ်လို့တိုင်းရင်စီးပညာစုံမပါတယ်ဟုတ်ကဲ့ဆရာတချို့ကမစားကြတော့ဘူးဆိုရင် နေပါစေတော့ဆိုပြီးရင်ကျွေးလေးတော့ရထားလိုက်တယ်ဟုတ်ကဲ့ဆရာကြီးကြိုက်ပြီဟေးဆိုရင်တပကံပြီးတပကံဟုတ်ကဲ့ဆရာကြီးဘယ်ကြည့်ဘယ်လိုဖြစ်သွားစားတယ်လဲကဲနေအောင်စားဘယ်ဟုတ်မလဲကဲနေအောင်ဘယ်ဟုတ်မလဲချက်ပြေးအောင်လားဆရာကြီးဘယ်ဟုတ်မလဲကြီးပြောတဲ့အကုန်မှန်ပါတယ်ဆရာတော့စာသင်တော့ဆရာဥကြောင်မြင်ပြောတာချက်ပြေးအောင်စားတယ်ဆို လာတော့တာပြောတဲ့စကားဟုတ်ကဲ့ဆရာလာတော့တာစကားတက်တယ်လေဟုတ်ကဲ့ဆရာနန်ယိုဖဲဒီကင်ကြအောင်စားတာဟုတ်ကဲ့နန်ယိုဖဲဒီကင်ကြဖဲဒီကင်ဘယ်လိုဖြစ်နေလဲကားပါကုန်းသွားတာပေါ့ကုန်းသွားတာဟုတ်နန်ယိုကြီးဘယ်လိုစားလဲကုန်းသွားတာပေါ့ဟုတ်နန်ယိုဖဲဒီကင်ကြအောင်စားတယ်စားပြီးတော့ဘယ်လိုဖြစ်နေလဲ ကဲနေတာထရခဲထရခဲကိုလိုင်းပြင်တာပေါ့ဟုတ်ကဲ့ဆရာကြီးအဲ့လိုဒီမစားပါနဲ့ဟုတ်ကဲ့ဆရာကြီးသူဆက်ရေးထားတာဆရာကြီးညာပိုင်းစားပြီးရင်တဲ့ပြုတ်ကျင်အန်ကျင်တို့ဖြစ်ပါတယ်တဲ့အဲ့ဒါအစားများလို့ပါဟုတ်ကဲ့ဆရာကြီးနံပါတ်1ညက်အောင်မွားလို့ပါဟုတ်ကဲ့ဆရာ။နှစ်ဟာ။နံပါတ်3ကစားတဲ့အထက်မှာကြည်ကလေးတဲ့အစာပါလို့ပါ။ဟုတ်ကဲ့ပါဆရာ။အကျော်ပါရင်ပါမယ်။ဒါမှမဟုတ်အဲစားတဲ့အစာထဲမှာကိုကိုနဲ့မအပ်ဆက်တဲ့ကိုနဲ့မတည့်တဲ့ ကျေတဲ့အစာပါလို့ပဲတယောက်နဲ့တယောက်မတူဘူးလေဟုတ်ကဲ့ဆရာကြီးတယောက်ကအခါကြိုက်တယ်အခါအစာရဲ့အစာသိပ်ကြည့်တယ်ဟုတ်ကဲ့ဆရာကြီးတချို့ကအချင်ကြိုက်တယ်အချင်စားမှအစာကြည့်တယ်ဟုတ်ကဲ့ဆရာကြီးအဲ့လိုကိုယ်နဲ့မတည့်တဲ့အစာကြည့်ခဲ့တဲ့အစာကိုကိုယ်ပိုင်နဲ့ကိုယ်ရှာဟုတ်ကဲ့ဆရာကြီးကိုယ်ပိုင်နဲ့ကိုယ်ရှာအလိုက်တဲ့အောင်လေ့လာထားပါဟုတ်ကဲ့ဆရာကြီးဆရာတို့ဆိုဆရာတို့ အကျော်မြတ်မဆားလည်းမရတော့ဟုတ်ကဲ့ဆရာကြီးနော်အကျော်ကောင်းတာဟုတ်သမီးရဲ့ဟုတ်ကဲ့မနေ့စောစောလေးများဆိုရင်ဟိုဝယ်လာတဲ့လူကစက်သွုံကျော်လေးရလဲပါတယ်ဘူးတိကျော်လေးလည်းပါတယ်နောက်ပါလေဘုရားကျော်ပါမယ်ဘုရားကျော်လေးရတယ်ပါတယ်နောက်ကမန္တလေးပဲကျော်ဆိုတော့ကောင်းကျင်းတယ်အဲ့လိုအဲ့လိုစားကျင်စရာလေးတွေပေါ့ဟုတ်ကဲ့ဆရာတွေ့တဲ့ထိုင်လေးကိုအာကာသဓာတုရတ္တတနာတဲ့ အကျိုးအတွေ့လိုက်တာနဲ့ကိုကြော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 ဝါစားတဲ့ချင်တာနော်ဟုတ်ကဲ့ပါဆရာကြီးစားလို့လည်းကောင်းတာဟုတ်ကဲ့ဆရာကြီးကောင်းတာဟုတ်ကောင်းတာကောင်းတာတွေ့ကြကြခံမယ်ဟုတ်ကဲ့ဆရာကြီးဒါကြောင့်မြတ်စွာဘုရားလူလောကကြီးမှာနှစ်လက်မလောက်ရှိတဲ့အရာလေးတွေရှိတယ်အဲ့တန်လက်မလောက်ရှိတဲ့အရာလေးတွေကိုအလိုလိုက်တဲ့သူတွေကတကိုယ်လုံးဒုက္ခရောက်တယ်တဲ့တိတ်မှတ်သားစရာကောင်းတယ်ဟုတ်ကဲ့ပါဆရာကြီးတမီးရောမှတ်မိလားအဲမှတ်မိရမှာနော်နှစ်လက်မလောက်ရှိတဲ့အရာလေးတွေက လူတကူလုံးဒုက္ခပေးတယ်တဲ့ဟုတ်ကဲ့ဆရာကြီးအခုတဲ့စီကျော်အစာတွေတော့အကုန်ရှောင်ပြီးထမင်းပြော်ပဲစားနေရပါတယ်ဟာစီကျော်လည်းရှောင်တယ်ပြောတယ်ထမင်းညော်လည်းစားတယ်ဆိုထမင်းပြော်ထမင်းလည်းအပြော့ပဲစားနေပါအပြော့အသိကောင်းနဲ့စားပါနေရတာတဲ့တိတ်ဟိုပါတော့တိတ်မရှင်းသေးလို့ပါတဲ့အင်းဖြည်းဖြည်းတော့ရှင်းပါပါဟုတ်ကဲ့ပါဆရာကြီးယူပြစ်တလို့တော့ချက်ချင်းကြီးတော့ပျောက်မသွားဘူးလေဟုတ်ကဲ့ပါဆရာယောဂဆိုတာမျိုးကအချင်းယူကူရတာဟုတ်ကဲ့ပါဆရာကြီးသူတဲ့တိုင်းရင်းစေးဆိုတာက လားနဲ့ချီကူရတယ်ဟုတ်ကဲ့ဘာကြောင့်လဲဆိုအကျော်လေးကိုတိုက်ရိုက်အသားလေးကိုတိုက်ရိုက်တွင်းစရာအပ်မရှိဘူးဟုတ်ကဲ့ပါဆရာဘယ်ရပဲတွင်ရလဲပါဇက်ကပဲတွင်ရပါလေရေပြားရယ်နော်ရေပြားအနေနဲ့ကတော့ဟုတ်ကဲ့ပါဆရာကြီးကဲအားလုံးအစာဝအနာကေဘုရားရှင်ကြပါစေဗျာကျေးဇူးတင်ပါတယ်ဆရာကြီးရှင်